ီးလေးမရခင်မှာလင်မယားနှစ်ယောက်ကကျွန်တော်တို့ကရုံးကန်ခဲ့ရတယ်ဗျအမလည်းကိုဝင်ကကိုဝင်ရှိရချီချင်းတက်တာဗောနော်ချီချင်းတက်တော့အော် तू ကကုံထန်းတာပြင်းပြင်းမဲ့ကုံထန်းနေရပါလားဆိုကြတော့အမတို့အိမ်ထဲမှာအဲ့မှာနှစ်နှစ်တီးလေးရောင်းတာဗောနော်နှစ်နှစ်တီးလေးကတလုံး30တဲ့တလုံး30အော်ဒီတလုံး30စားမယ်စားငါကလေးကမွေးရအောင်ပါဗောနော်အဲဘလို့လဲဆိုကြအော်ကျွန်တော်တို့ရဲ့ငယ်ဘဝတွေကပြောရရင်ကျွန်တော်တို့ကပျော်ရွှင်စရာကောင်းနေဆိုရတဲ့ဘဝတွေအရင်သားစရာတွေကအများကြီးခဲ့တယ် ဘွားတွေကအရန်ယုံကံတော့ကြတော့လင်းရောမရရောအဲ့တန်တွေကိုတားခံခဲ့ရတယ်ဗျခင်းတစ်ထုပ်ကအဲ့တော့တရုတ်တရုတ်ပြည်ကတကြက်ဗျအဲ့ဒီကြက်ကိုဝဲပြီးတော့နှစ်နှစ်စားရတာချမောင်ရွက်နဲ့ကိုကနှစ်ယောက်တူတူစားခဲ့ရတယ်ကျွန်တော်တို့ဝယ်တဲ့အဲ့ဟင်းတစ်ထုပ်တကြက်တန်ကအသားရင်းတော့မဟုတ်ဘူးလက်ထက်တော့ဆိုရင်ကောင်းကောင်းတော့မင်းငါစောင်းမပေးနိုင်ခဲ့ဘူးဟိုသူများတွေလိုအတင်နေအတာတွေမပြောနဲ့ငွေငါးတိန်းတဲ့ကိုဖြစ်အောင်လုပ်ပေးလိုက်ရတာသူများလင်မယားတွေဆိုရင်ရှိလိမ့်မယ်ငွေကြောင့်ဆိုတဲ့ဥသာမချမ်းတာတော့ကျွန်တော်တို့အိမ်တော်ရေးကွဲတာပြဲတာတွေရှိတယ်ဒါပေမဲ့အိမ်တော်ရေး ပြတ်တဲ့ထိကျတော့ကျွန်တော်တို့ကမစင်သားခဲ့ဘူးလင်မယားနေအောင်လုံးက UI ရချင်းတူတယ်ကျွန်တော်တို့ကနေလန်ချင်းကိုတူသေးတာ ကျွန်တော်နေအောင်လို့ဗုဒ္ဓဟူးတယ်ပရိုက်တာလုပ်တယ်ဆိုရင်ကျွန်တော်ရှေ့ကတလန်းလှမ်းနေတယ်နောက်ကနောက်ကတလန်းလိုက်လာနောက်မှအဓိကကျွန်တော်ရဲ့ကင်မရာမန်အတူပဲမမကတော့ပထမပြောချင်တာတော့ယောက်ျားရကန်ကောင်းနေပေါ့နော်မတောက်မဆောက်ဘူးခုချိန်ထိလည်းအကူကဘာမှမလုပ်ဘူးပေါ့နော်ပရိုက်တာတို့အကူကိုတိထအောင်မြင်စေချင်တယ်ပြီးတော့ကြတော့လေအကူမှန်မှန်ကန်ကန်နဲ့လှုပ်စေချင်တယ်ပေါ့နော်စိုးတူကောင်းမဲ့ဆိုတာဒါဟုတ်ပြောတာဗျကျွန်တော်ဘယ်လောက်ကြီးပဲပရိုက်တာစိတ်ရှိရှိနောက်ကတိုင်းဒူကန်လက်တိတ်နေကျွန်တော်တို့ရဲ့နောက်ပိုင်းအိမ်တော်ရင်းတွေလည်းတည်မြဲမှာမဟုတ်ဘူးကျွန်တော်လှုပ်ချင်တဲ့ပရိုက်တာတွေဆိုရင်လည်းရှေ့ပြီးတိုးလို့ရမှာမဟုတ်ဘူးပေါ့အဲ့တော့ तू ကအမြဲတမ်းကျွန်တော်ရဲ့ပါရမီဖြည့်ပတ်လို့ပဲပြောချင်ပါတယ်ဗျ ဒါကတော့ကျွန်တော်ရဲ့မြို့တမီမဟေတီဝန်ထမ်းဘွားတိုင်းစတွေ့တာပါလက်ဖိုက်ဆိုင်မှာကျွန်တော်တို့သူကလည်းဝန်ထမ်းကျွန်တော်ကလည်းဝန်ထမ်းလက်ဖိုက်ဆိုင်မှာလက်မယားနေဒီလိုဟိုဖြစ်ခဲ့ကြတာပေါ့စတွေ့ခဲ့ကြတာပေါ့ဟုတ်ကဲ့ရက်30တိတိလိုက်လာရပါတယ်တလားတိတိနော်အဲတလားတိတိလိုက်လာရတယ်ကျွန်တော်သူကကြိုက်နေရပေါ့အမစတိရကြအဲကြိုက်နေကြအနှစ်ယောက်ကြိုက်တာအဲ့ဒီတည်းကကြိုက်ရကြအမအဲသူကတော့တော်မဲထင်နေပေါ့နော်သူ့ကိုရွေးချယ်လိုက်မယ်ဆိုပြီးအမရွေးချယ်လိုက်တာအဲ့နေ့ကျတော့14ရက်နေ့ကျရင်ဖြစ်ပေးမယ်ဘလတ်တိုင်းဒီနေ့ကျဆိုတော့ကျတော့အဲ့ အဖြစ်ပြီးတဲ့နေ့မှာညားတော့ပြီးတဲ့နေ့နဲ့ကျွန်တော်တို့ညားတဲ့နေ့နဲ့တရားထည့်ပြတ်သွားတယ်အဲအဲ့လိုမျိုးစီယုံကြီးကတော့ရန်ကောင်းတယ်ကျွန်တော်အဲ့နေ့ကကျွန်တော်တို့ကအမတ်မရရဒီအလောက်ကဂျူတီနားတဲ့ချိန်မှာကျွန်တော်တို့ကကန်တော်ကြီးကိုကန်တော်ကြီးကိုတွားပြကြတော့အလဲပဲသွားမယ်ဆိုပြီးတော့ကန်တော်ကြီးအဲ့တော့ပန်းပွဲတော်တွေရှိတယ်ပန်းပွဲတော်တွေကိုလိုက်ပို့ရင်းရနိုင်မှာအဲကျွန်တော်တို့အဲ့ချိန်မှာ9နိုင်ခွဲလောက်ရှိသေးတယ်တို့ကကြတော့အဆောင်နေရတာအဆောင်နေတော့လိုက်ပို့ရကြတော့ မပြောင်းရဲတော့ဘူးဒီချိန်ကျတော့ညနေတော့ပြီဘာညာသွားနေအဲမပြောင်းရဲရင်လည်းပြီးတာပဲကွာတို့ပြီးတော့တခါတည်းခေါ်ချတော့လိုက်တော့မိုင်းကမပြောင်းရဲတော့ဆိုချုပ်လိုက်တာတို့အဲ့တော့ဖြတ်တည်ရှိရနော်ကိုဟုတ်တယ်ဖြတ်တည်ရှိတယ်မိမကိုကမန်နေဂျာပေါက်ဆောက်ပေါ့နော်ပြောမှဆိုမန်နေဂျာတော့လုံးဝမဖြစ်သေးဘူးပေါ့နော်ဟိုကနှစ်ကြာတော့ကြာတော့သူ့ကိုမန်နေဂျာပေါက်ဆောက်ခန့်ထားတာပေါ့ခန့်ထားတော့မမကသူ့ကိုဟိုနှစ်ယောက်ကနှစ်အောင်လုံးကိုကြိုက်တာဆိုတော့ကြာတော့အမမရွေးဘဲနဲ့အကိုရွေးလိုက်တဲ့အချိန်မှာအမကငွေမတ်တယ်ပေါ့ ငွေမတ်တယ်ပေါ့အဲ့ဒါငွေမတ်လို့ဒီကသူကမန်နေဂျာပေါက်ဆာကိုကြိုက်တယ်ပေါ့နော်ပုံမှန်ဘာမှမလုပ်တဲ့မုံကြောင်တဲ့အကောင်ကိုကြတော့မကြိုက်ဘူးပေါ့သူ့ကိုကြိုက်တယ်ဆိုပြီးတော့ကြတော့အချင်းချင်းကတော့မအောင်ပြောတာပေါ့နော်တိုက်ခိုက်တာပေါ့နော်ဝန်ထမ်းချင်းချင်းကပေါ့နော်အဲ့လိုလေးတွေရှိရပေါ့ညီမလေးရဲ့အဲ့ဒါနေလဲခံခဲ့ရတာပေါ့ကျွန်တော်တို့ကတော့ဟုတ်ကဲ့ဟုတ်ကဲ့ဟုတ်ကဲ့ကျွန်တော်တို့ရတဲ့ဥစ္စာဆိုရင်ကျွန်တော်တို့ကအဝါရခဲ့တာဗျ2016ကရခဲ့တာကျွန်တော်တို့ကဟုတ်2026ဆိုရင်ကျွန်တော်တို့ရဲ့အတိုင်းကအန်နဘာစီဖြစ်သွားပြီပေါ့ စနေတာကာလာရောက်တဲ့အတွက်မှာကျွန်တော်တို့ကတမိလေးအခုဆိုရင်ခုနှစ်နှစ်ကျော်ခဲ့ပြီ၈နှစ်၃၀ရောက်နေပြီကဂရိတူးမှာတက်နေပါတယ်ကျွန်တော်မှဒီတူဦးလေးတော့တမိလေးပဲရှိပါတယ်ကျွန်တော်တို့ဒီတမိလေးမရခင်မှာလင်မယားနှစ်ယောက်ကကျွန်တော်တို့ကအရန်ကိုရုံးကန်ခဲ့ရတယ်ဗျစီဝါရေးကလည်းအဲသူ့ဘက်ကလည်း CYA တောင်းနေတယ်မပါဘူးကျွန်တော်ဘက်ကလည်း CYA ရှိရတယ်မပါတော့ကြတော့ကျွန်တော်တို့ကကိုလုံးမကိုရမယ်ဆိုတဲ့အတွင်းနဲ့ကြတော့လင်ရောမရရောကကျွန်တော်တို့ဒုတ်တူပေါင်ဘက် အဲ့ဒါတော့ရကြတယ်လှုပ်စားလာရတယ်ဗျအိမ်အောင်ကြတော့ကြတော့အမားတို့ကရွှေလီကိုတက်သွားတာပေါ့နော်သူအမတဝန်းခွဲရနေမှာခေါ်တာပေါ့ရွှေလီကိုအဲ့တော့ကျတော့သူကဗာတယ်အောင်အစတော့ပထမတော့လာကစားနေလိုက်တဲ့လာကစားမကြိုက်တော့ကျတော့အိမ်လာကပေးဗာပေးနေကျတော့အဆင်မပြေတော့ကျတော့အကူကကုံထမ်းနေပေါ့နော်အဲ့တော့ကျမမဘိုက်ကိုဝင်ဆောင်နေပေါ့ကိုဝင်နေကျတော့အဲ့တော့အကူကကုံထမ်းတော့ကျတော့တစ်ခါလေး20ရလာတယ်တစ်ခါလေး30တစ်ခါလေး100ပေါ့ညီမလေးရလာတဲ့အချိန်မှာ အမကလည်းကိုဝင်ကကိုဝင်ရှိရောချီချင်းတက်တာဗောနော်ချီချင်းတက်တော့အော် तू ကကုံထန်းနေပြင်း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 ကုံထန်းနေရပါလားဆိုကြတော့အမတို့အိမ်ထဲမှာအဲ့မှာနှစ်နှစ်တီးလေးရောင်းတာဗောနော်နှစ်နှစ်တီးလေးကတလုံး30တဲ့တလုံး30အော်ဒီတလုံး30စားမယ်စားငါကလေးကမွေးရအောင်ပါဗောနော်အဲဘယ်လိုလဲဆိုကြအော်ကျွန်တော်တို့ရဲ့ငယ်ဘဝတွေကပြောရရင်ကျွန်တော်တို့ကပျော်ရွှင်စရာကောင်းတယ်ဆိုတာတက် ဘဝတွေအကျဉ်းသားတွေကအရန်များခဲ့တယ်ဘဝတွေကအရန်ယုံကံတော့ကြတော့လင်းရောများရောအဲ့တန်တွေကိုတားခံခဲ့ရတယ်ဗျအချို့ကကြတော့ဒီပရိဒါဆိုတဲ့ဥသာအခုနောက်ပိုင်းဆိုရင်ကျွန်တော်တို့ကိုပြိုးဆိုတဲ့ဥသာနေရာတစ်ခုလူတော်တော်များများလည်းတိလာပြီဖြစ်တဲ့တော့လေအဲကိုပြိုးဆိုတဲ့ဥသာတိလာတော့အဲတချို့ကကြတော့ဒီကိုပြိုးကချမ်းသာတယ်ထင်နေကြတာအမှန်တကယ်တော့ကျွန်တော်တို့မိသားစုဘဝလေးကမချမ်းသာဘူးဗျလက်လုံလက်စားအခြေခံလူဟန်းစားလေးဘဝပဲကျွန်တော်တို့မှာအော်သူများတွေအရန်ဆင်းရတာဆိုရင်တော့ကိုကနေနိုင်ထိုင်နိုင်နေဆိုတဲ့အတွေ့အလေးနဲ့ပဲကျွန်တော်တို့ကဒီကိုတက်ဆင်းရတဲ့လူနိုင်ကြတဲ့လူတွေကို ိုလက်လမ်းမီတလောင်ကြီးလိုက်ပြီးအကူညီပေးနေရတာပေါ့ကျွန်တော်မှတ်မှတ်ရရပြောရမယ်ဆိုရင်ကျွန်တော်တို့ညားကစားကပြုတ်ပြီဘက်ကိုရောက်သွားတယ်ရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ကအလုပ်ပေါင်းစုံလုပ်ခဲ့ရတယ်ကျွန်တော်ကအလုပ်ပေါင်းစုံလုပ်ခဲ့ရတဲ့အချိန်မှာလင်မယားနှစ်ယောက်ကခင်းလေးတစ်ထုပ်ကိုဝဲပြီးတော့ခင်းတစ်ထုပ်ကအဲ့တော့တရုတ်တရုတ်ပြည်ကတစ်ချက်ဗျအဲ့ဒီချက်ကိုဝဲပြီးတော့နှစ်နှစ်စားရတာလင်မယားနှစ်ယောက်အဲ့လိုဒီကိုဖြတ်တန်းလာရတာဟုတ်တယ်ဟုတ်အရန်စင်းရတယ်ခင်းရတွေကကျုပ်တလုံးနှစ်ယောက်စားရတယ်ကိုတည်းမဟုတ်ဘူးမဟုတ်ဘူး ကျွန်တော်တို့ကအရန်လာတယ်ချက်မောင်ရွက်နဲ့ကိုကနှစ်ယောက်တူတူစားခဲ့ရကျွန်တော်တို့ဝယ်တဲ့အဟင်းတစ်ထုပ်တစ်ချက်တန်ကအသားဟင်းတော့မဟုတ်ဘူးချက်မောင်ကျော်တို့ကစွန်းရွက်ကျော်တို့အရန်ဟင်းအရန်ဟင်းကိုနှစ်ယောက်ကိုအဲ့လိုစားလာတယ်ငယ်ဘဝကအရန်စင်းရတယ်စင်းရတော့ကြတော့လူမိဘကလည်းမထောက်ပံ့နိုင်ဘူးကိုမိဘကလည်းမထောက်ပံ့နိုင်ဘူးမထောက်ပံ့နိုင်ကြတော့ကြတော့လင်ရောမရရောတိုင်တိုင်မင်မင်နဲ့ဘယ်လိုမျိုးအကောင်းဆုံးရှာဖွေရမလဲဆိုတာပေါ့လင်ရောမရရောကညာအိပ်ပြီဆိုရင်ခေါင်းချင်းဆိုင်ရင်ရင်ဖွဲ့နဲ့ရင်ဖွဲ့ပြီးတော့ဘယ်လိုမျိုးရှာဖွေရမလဲဆိုတာပေါ့ပဲကျွန်တော်ကရှာလို့နောက်ကမိမဖြုံးနေရလဲ ဒီလိုအချိန်ကြီးရောက်လာမှာမဟုတ်ဘူးကျွန်တော်တို့ယောက်ျားတွေကရှာမယ်နောက်ကမိန်းမတွေကစုမယ်အဲ့လိုမျိုးလေးမှဟိုကအေးစေးတာဗျကျွန်တော်တို့တို့လက်ထက်တော့ဆိုရင်သူ့ဘက်မှာကျွန်တော်ကကောင်းကောင်းတော့မင်းကဆောင်းမပေးနိုင်ခဲ့ဘူးအဲ့တော့ငွေလေး၅တိန်းနဲ့သူ့ဘက်ကိုပေးလိုက်ရတာ။ဟိုသူများတွေလိုအတင်နေအတာတွေမပြောနဲ့ငွေ၅တိန်းနဲ့ကိုဖြစ်အောင်လုပ်ပေးလိုက်ရတာ။သူများလင်မယားတွေဆိုရင်ရှိလိမ့်မယ်။ငွေကြောင်ဆိုတဲ့ဥသာမချမ်းတာတော့ကျွန်တော်တို့အိမ်တော်ကြီးကွဲတာပြဲတာတွေရှိတယ်။ဒါပေမဲ့ကျွန်တော်တို့မိသားစုဘွားလေးကလင်မယားကအဲ့လိုမျိုးတော့မရှိဘူး။ဟိုကလေးမယားကတော့ အမျိုးသမီးကလည်းယူထားတာငယ်ရွယ်သူဆိုကြတော့စိတ်ဆိုးစိတ်ကောက်တာလေးတော့ရှိတယ်ဒါပေမဲ့အိမ်တော်ရင်ပြတ်တဲ့ထိတော့ကျွန်တော်တို့ကမစင်စားခဲ့ဘူးဘလူဘန်းနေနေအကောင်းဆုံးတီးဆောက်မယ်ဆိုတာအဲ့ဒါတော့လင်မယားနေအောင်လုံးကယူရချင်းတူတယ်ယူရချင်းတူတာမှကျွန်တော်တို့စိတ်နေစိတ်ထားချင်းလဲတော်တော်များများတူတယ်လို့ပြောရမယ်တူတာကလည်းကျွန်တော်တို့ကနင့်လန်ချင်းကိုတူသေးတာကျွန်တော်နေအောင်လုံးဗုဒ္ဓဟူးတွေအကောင်းတူနေတာကျွန်တော်တို့ကဘယ်လိုမျိုးအားကြောင့်မလို့ဖူးစာပါလာပြီးသားဆိုတာဟုတ်တယ်ဗျကျွန်တော်တို့ကဒါလင်းရောမယားရောနင့်နန်တူတယ်အကြိုက်အကြိုက်တူကြတယ်အကောင်းဆုံးစိတ်တယ်စားတာတောက်တာတာရော ျွန်တော်တို့လုံမဲ့ကိုင်းမဲ့ဆိုရင်လည်းအခုကျွန်တော်တွားတယ်ပရိုက်တာလုံတယ်မဟုတ်လားပရိုက်တာလုံတယ်ဆိုရင်ကျွန်တော်ရှေ့ကတလန်းလှမ်းနေတယ်နောက်ကနောက်ကတလန်းလိုက်လားနောက်ကပါပြီလားစိတ်သက်သူပါကျွန်တော်နောက်မှာစပိုပေးနေတဲ့အဓိကကျွန်တော်ရဲ့မဟေဒီအမျိုးသမီးပဲမမကတော့ပထမပြောချင်တာတော့ယောက်ျားရကန်ကောင်းနေပေါ့နော်ကြာကြာကန်ကောင်းနေအကူကအဲမတောင်မဆောက်ခုချိန်ဒီလေအကူကဘာမှမလုပ်ဘူးပေါ့နော်ဘာမှမလုပ်တော့ကြာအဲ့တခုတော့အမရောကြာရကန်ကောင်းနေအောင်ကြာအကူကိုလည်း ဟိုရှေ့လျှောက်ပေါ့နော်ဒီပရဟိတတွေကိုအကိုတိထအောင်မြင်စေခြင်း ਨੇ ပြီးတော့ကြတော့လေအကိုမှန်မှန်ကန်ကန်နဲ့လှုပ်စေခြင်း ਨੇ ပေါ့နော်ပြီးတော့ကြလဲအမြဲတမ်းပန်ဖို့ပေးမှာပေါ့မကျွန်တော်ရဲ့နောက်မှာစပို့ပေးတယ်နောက်မှာအဓိကကျွန်တော်ရဲ့ကင်မရာမန်အတူပဲကင်မရာရိုက်တယ်ဆိုတာလဲအတူပဲဒီဒီလူကိုဟိုလှူဤမလှူဤဟိုသူကတချို့နေရာတွေကြတော့မင်းမသားတွေတွားပြီးတော့လှူရတဲ့နေရာတွေရှိရဲ့ရှိတော့ကြတော့ကျွန်တော်တို့ကသူတို့ကိုအရင်စုံစမ်းခိုင်းရတယ်ဒီလူကအမှန်တကယ်ပဲဒုက္ခရောက်နေရလားအမှန်တကယ်ပဲလိုအပ်နေရလားဆိုတာသူတို့ကိုကွန်ဆင်ခိုင်းပြီးတော့စစ်ဆေးခိုင်းရတာတွေရှိတယ်အမှန်တကယ်ဒုက္ခရောက်တဲ့ယောက်ျားကြီးသူကတော့တကယ်လဲဆင်းရဲချာတယ် ိုတွေဘွားတဲ့တောင်ဆိုးတယ်အဲ့လိုမျိုးတွေးတယ်ဆိုရင်မိမရဆိုတော့လှူလိုက်အောင်ဆိုပြီးတော့အဲ့နေရာလေးအဲ့လိုမျိုးလေးလှူခဲ့ရတာပေါ့ဒီကချမ်းသာတော့လဲကျွန်တော်ကတော့ဘွားကိုမေ့တော်မှာမဟုတ်ဘူးပြမပြောင်းလဲမပြောင်းလဲတော့ဘူးเนาะကျွန်တော်တို့ဘွားငယ်ဘွားအရန်ဆင်းရတဲ့ဥစ္စာအခုချိန်ကြီးလဲလင်ရောများရောကပြောနေစေပဲဟုတ်တယ်ပြောနေစေပဲအမဘဲတော်တော်ကိုပြောတာအမရဲ့ဆိုရင်ငငယ်ကနွားချောင်းခဲ့ရတယ်နော်အမဟိုကနွားချောင်းခဲ့ရတယ်နွားချောင်းခဲ့ရတယ်ဟာနောက်ကျအလုတ်ဆောင်ခဲ့ရတယ်ပေါင်းထိုးရတာပေါ့အမမြက်တွေမြက်တွေထိုးရပါဘောနော်တော်တူတောင်းတာအလုတ် ကုန်လောက်ခဲ့ရတယ်မနက်ခင်းမနက်ခင်း900နေ့လယ်300ဘမပေါင်းထုတ်လိုက်ရတာပြန်မနာဆိုတာကကျွန်တော်တို့ဘွားတုန်းကဒီလိုပရိဟိတကိစ္စတွေဆိုတာလေမရှိဘူးပြီးတော့ကျွန်တော်တို့နေတဲ့အရက်ကတော့ရက်တောင်ရက်တွေဆိုကြတော့ဟိုဒီလိုပရိဟိတကိစ္စတွေလည်းလမ်းမဖွင့်ပြောသေးဘူးကျွန်တော်တို့ခေတ္တတုန်းကဒီလိုအင်တာနက်ပါညာလည်းလိမ့်ပြီးမရှိဘူးဖုန်းတော်မှာကီးပတ်လောက်ပဲရှိကြတာဟုတ်အဲ့တော့ကြတော့ကျွန်တော်တို့ဘွားတွေကကိုလုံးမှကိုရတာဖြစ်တဲ့အတွက်အញ្ញန်းစင်းရဲခဲ့တယ်ခမင်းတော်မှလူများတွေလိုအတိုင်းငိုင်းမပြောနဲ့အောင် မြေပန်းစာနဲ့ပဲမြုပ်စားလာရတယ်။စံတော်မှကျွန်တော်တို့ကအဲ့တုန်းကသကွဲသမင်းဆိုတာရှိတယ်။သကွဲသမင်းနဲ့စားလာရတယ်။ကျွန်တော်မိဘတွေကလည်းအရန်ဆင်းရဲတယ်။ကျွန်တော်အမေဆိုရင်လည်းတူတက်တဲ့ပညာလေးနဲ့မုံပြတက်လက်လေးတော့လှုပ်ပြီးတော့ရောင်းတယ်။အဲ့တုန်းကဆိုရင်မုံပြတက်လက်တစ်ခုကို25ချက်အားလာလေးနဲ့ရောင်းတယ်ရွာထဲကိုပတ်ရောင်းရတယ်။အခုပရိုက်တာလှုပ်နေတယ်ဆိုတဲ့ရည်ရွယ်ချက်ကလည်းအဲ့ဒီရည်ရွယ်ချက်ပဲ။ကိုယ်ဒီစင်းရဲတုန်းကဒီလိုကူညီမဲ့လူမရှိဘူး။ထောက်ပံ့မဲ့လူမရှိတော့ကြတော့အခုလက်ရှိဒုက္ခခံစားနေရတဲ့လူတွေတချို့ဆိုရင်ကျွန်တော်တို့စေဝါမကုဒနိုင်တဲ့လူတွေရှိတယ် စေဝါကုတောင်းနိုင်တဲ့လူတွေရှိတော့ကြတော့လူတို့ကိုကိုကျင်းစာငဲညပြီးတော့ကြတော့ကျွန်တော်တို့ကလိုက်ပြီးတော့ကိုနိုင်တလောက်လေးပန်းပူညီပေးတာပေါ့ကျွန်တော်တို့ကလောလောအားဒါနာပေါ့နောက်မှာကျွန်တော်တို့ကိုလှူပေးတဲ့အလူရှင်တွေရှိတာပေါ့ကျွန်တော်ရဲ့ဘွားရက်တီမှုကတော့ကျွန်တော်အရန်ပျော်ပါတယ်မချမ်းသာဘူးစိတ်ရတယ်လားမင်းရဲ့တော့အရင်ဘွားဆိုင်တော့အဆင်ပြေတယ်ဒါပေမဲ့ကျွန်တော်ကြီးကြီးကြီးတက်ချမ်းသာနေလားမင်းရဲ့လဲမချမ်းသာဘူးအခြေခံလူတန်းစားပဲတို့ပေမဲ့လို့ကျွန်တော်အခုလက်ရှိလှုပ်ပေးနေရတဲ့ပရိုက်တာလှုပ်လေးတွေလူတစ်ဖက်သားကိုကျွန်တော်နိုင်တဲ့လက်ကတိုင်မှာ ကူညီပံ့ပိုးနေရတာဖြစ်တဲ့အတွက်ကျွန်တော်လည်းအရန်ကိုပြောပါရစေအခုလိုကူညီနိုင်မွေးရတာလည်းနောက်မှလှူပေးတဲ့အလူရှင်တွေကိုလည်းကိုပြိုးဆိုတဲ့ယုံကြည်မှုလေးပေးတဲ့အတွက်လည်းတကယ်ကိုကျေးဇူးတင်ပါတယ်ကွာဖြစ်ရတာပေါ့ကျွန်တော်တို့ဆိုရင်ထူးတလဲကြီးကျွန်တော်တို့ကတိုင်းမြင်နေစရာမလိုတော့ဆိုတော့နော်ဟိုအမျိုးသားရှိတလန်းတို့ရဲ့နောက်ကတလန်းလိုက်မယ်ဆိုတဲ့ဥသာစိုးတူကောင်းမယ်ဆိုတာဒါဟုတ်ပြောတာဗျကျွန်တော်ဘယ်လောက်ကြီးပဲပရိဒါစိတ်ရှိရှိနောက်ကတိုင်းဒူကန်လန်တိတ်နေကျွန်တော်တို့ရဲ့နောက်ပိုင်းအိမ်ဆောင်ရေးတွေလည်းတည်မြဲမှာမဟုတ်ဘူးကျွန်တော်လှုပ်ရှင်တဲ့ပရိဒါတွေဆိုရင်လည်းရှေ့ပြီးတိုးလို့ရမှာမဟုတ်ဘူးပေါ့ အဲ့တော့သူကအမြဲတမ်းကျွန်တော်ရဲ့ပါရမီဖြည့်ပတ်လို့ပဲပြောချင်ပါတယ်ဗျအခုလိုမျိုးကိုဖြိုးဆိုတဲ့နေရာတစ်ခုယက်တည်နိုင်အောင်ကျွန်တော်တို့ငွေအားဒါနာရောလောအားဒါနာတွေရောကုညီပံ့ပိုးတဲ့လူတွေပြီးရင်ကျွန်တော်တို့ဒီဆိုရှယ်ဘဝတိုင်းမှာဝိုင်းပြီးတော့ချစ်ခင်အားပေးတဲ့တယောက်ချင်းစီတိုင်းကိုလည်းကျေးဇူးအများကြီးတင်ပါတယ်လို့ကျွန်တော်စကားပြောတာလေးတွေမှားသွားတာရှိရင်လိုရာလေးများရှိရင်လည်းနားလည်ပေးပါဦးလို့ကျွန်တော်ပြောချင်ပါတယ်ခနဲ့ရမ်းပြီးလေချမ်းမှာချမ်းသာကြပါစေဗျာနော်